ုံလုံးပါတာမယွေးပေါ့နော်အခုဆရာတော်ကြွလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းလို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာမေတ္တာလာပို့တာလေနတ်ပြာမှာဆရာဟိုလိုက်ကိုပို့မှာမိုက်ချက်ပြီးပြမှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နေနတ်ပြာမှာလေငါးတိမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွလာ မကြွားပဲနဲ့မြတ်တာလားမပူပင်းနိုင်ဘူးအများကြီးပြည်ကြီးပြည့်စည်နိုင်တယ်အဲဘုရားအဲနဂါစီရနဂါယာဘုရားဘုရားနဂါစီရအဲနဂါအကောင်ကြီးဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်နဂါယတို့လာနေတော့ဒီမြေကလေးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ် ဟိုစိတ်မညင်ညွတ်တော့တချို့အာဟုတွေလုပ်လေပုဂ္ဂိုလ်များတယ်လို့တဲ့ဒါကြောင့်ဆရာတော်ပြမေတ္တာအဲ့ရအာဟုတွေများတဲ့ပုဂ္ဂိုလ်အဲ့ရတည်ကြည်ပျက်စီးရမြာခံစားခံစားရမြာနော်ငကားဆိုတော့အခုခေတ်ကပြောမယ်ဆိုရင်တော့ဒီငကားတို့ဂလုံတို့ဆိုတော့ဘယ်လိုပုံစံတန်လုံးလို့ဆိုတော့ပြောရနည်းနည်းလက်လန်းမမြည်ဘူးဖြစ်လာသို့တော့ နာဂလို့ဆိုတဲ့နဂါဟာအစွမ်းတကူရှိပြီးတော့နတ်နဂါဆိုတာလည်းရှိနိုင်တယ်တရိษံနဂါလည်းရှိနိုင်တယ်အဲ့ဒီနတ်နဂါတွေကြတော့သူကအစွမ်းတကူအလွန်ကြီးမားတယ်လို့ပြောနိုင်တယ်ရုပ်ပြောင်းရုံလွဲလုံနိုင်တယ်လို့ပြောရမယ်သို့သောနဂါဆိုဒီမှာမွေမျိုးပဲဖြစ်တယ်ပေါ့ကောဘရာဆိုတဲ့ဗပြင်းရှိတဲ့မွေဟောက်ကြီးတွေ ဒီနေ့ခေတ်မှာတောင်အိန္ဒိယနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်တို့ကနာဂလို့ခေါ်တာနော်နာဂလို့ခေါ်တာအဲ့တော့နဂါဆိုဒီမှာမြန်မာပကြီးဆရာတွေဗဘုဆရာတွေရေးထုထားသလိုအချွန်တက်ကြီးနဲ့လားအမောက်ကြီးနဲ့လားဒီလိုတွေးတောဆရာတွေရှိတယ်ပေါ့သို့တော့မြန်မာအမှုပညာရစိတ်ကူးရင်ပြီးတော့ထဲ့ထားတာတွေဒါဖြစ်တယ်ပေါ့နဂါဆိုဒီမှာငွေပဲပေါ့ เนาะမွေသို့တော့အစွမ်းတကူရှိတဲ့မွေအိန္ဒိယနိုင်ငံမှာနာဂီဆိုတဲ့ဇာကရိုက်တဲ့အခါကောဘရာဆိုတဲ့မွေဟောင်းနဲ့ပဲရိုက်တယ်သူတို့စီမှာဒါကိုပဲငကားလို့ခေါ်တယ်နော်တခါဂလုံဆိုတာကြတော့ဘာခေါ်ပြန်တာတုံးလို့မေးမယ်ဆိုလို့ရှိရင်ဂလုံဆိုတာလင်းယုံငှက်ကြီးတွေကိုခေါ်တာအဲ့တော့နတ်နဲ့ပတ်သက်လာတဲ့လင်းယုံငှက်ကြီးတွေကြတော့ ပို့ပြီးတော့အကောင်လဲကြီးတယ်စွမ်းအတ္တတိလည်းရှိတယ်ပုံတရံလည်းသူတို့ဖန်ဆင်းနိုင်တယ်ဆိုရယ်စွမ်းအတ္တတိရှိတယ်တာဝရိန္ဒာနတ်ပြည်မှာတရားမင်းကြီးရဲ့အချာယံဆိုရထဲမှာငကားမင်းလည်းပါတယ်ဂလုံမင်းလည်းပါတယ်နော်နတ်မင်းကြီး၄ယောက်ဆိုရထဲမှာငကားမင်းပါတယ်ဂလုံမင်းပါအဲ့တော့ဂလုံဆိုတာလင်းယုံငှက်ကြီးပဲဒါကြောင့်မလို့ဗမာပြည်အထုထားတဲ့ဂလုံငှက်ကြီးတွေကြည့်မယ်ဆိုရင်နှုတ်သီးကလင်းယုံငှက်ကြီးပုံတယ် ဲ့တော့နဂါးနဲ့ကလုံးဆုံးပြီဆိုလို့ရှိရင်လင်းယုံငက်ကြီးနဲ့ကောဘရာဆုံးပြီဆိုရင်လင်းယုံငက်ကြီးကထိုးပြန်ချလာပြီဒီနဂါးဆိုတဲ့မွေဟောက်ကြီးတွေကိုဖမ်းတော်တာပဲသူကလက်ဝင်းကိုကုတ်တော်တယ်သူ့ခြေထောက်ကြီးတွေနဲ့ကုတ်ပြီးတော့ခေါင်းဖောက်စားဒါကနေခိတိအောင် တွေ့နိုင်တဲ့အနေအထားရှိတယ်ပေါ့နော်။လင်းယုံဆိုတဲ့ကောင်အင်တာမမျက်စိဆူးရှတယ် ုအမတန်ဝေးတဲ့နေရာကမြက်မြက်တောထဲမှာသွားတဲ့တွားတော့သွားတဲ့မွေကိုမြင်နိုင်စွမ်းရှိတယ်။တဟုန်တို့ထိုးဆင်းလာပြီးတော့ဖမ်းသွားတာဒါမျိုးတွေရှိတယ်။အိန္ဒိယနိုင်ငံမှာဂလုံအကြောင်းနဂါးအကြောင်းရုပ်ရှင်ရိုက်ပြီးဆိုလို့ရှိရင်တော့လင်းယုံနဲ့မွေဟောင်းနဲ့ရိုက်တာဖြစ်တယ်။အဲ့တော့လင်းယုံနဲ့မွေဟောင်းဟာဂလုံနဲ့နဂါးလို့ပြောလို့ရတယ်။သို့တော့ဒီစာထဲမှာပါတဲ့ ဂလုံးနဲ့နဂါအစွမ်းတကူရှိတဲ့နတ်ဂလုံးနတ်နဂါလို့တော့ဒီလိုတော့မှတ်လို့ရမဟာသမယသုတ်တန်ထဲမှာကြည့်မယ်ဆိုရင်ဂလုံးဆိုတာငှက်ဖဲဆိုတာထင်ရှားတယ်။နော်မဟာသမယသုတ်တန်မှာဒိဗ္ဗာဓိစာပက္ခိဝိသုဒ္ဓဆက္ခုဆိုတာဒိဗ္ဗာဆိုတာနတ်၌ဖြစ်သောဓိစာဆိုတာဥကမွေးတဲ့အကောင်းနော်ဒိဗ္ဗာဓိစာပက္ခိအတောင်ရှိတယ် ဝိတ္တဒါစက္ခုမျက်လုံးကတောက်ပါတယ်အဝေးကြီးကကိုမြင်ရတယ်ဆိုဒီကနေ့ခလုံးနေဟာဒီလင်းယုံနေဟာလည်းပဲဒီတိုင်းပဲအင်တာမဆူးရှတဲ့အမြင်ရှိနှုတ်သီးကြီးတွေကလည်းမတမချွန်တယ်လက်သေးခြေသေးကြီးတွေကလည်းမတမထက်တယ်ဖမ်းသွားနိုင်တယ်သူတို့ကတွေ့ဘူးကြလိုက်ပဲဒီနေ့ခေတ်မြင်လို့ရတဲ့အထင်မှာတော့နော်ဒီ NatGeo ဆိုတဲ့ channel ကိုကြည့်မယ်ဆိုလို့ရှိရင်နော် ငါးတွေပါတွေလည်းကောင်းကင်ကနေထိုးဆင်းပြီးတော့ငါးတွေကိုခြေထောက်နဲ့ကုပ်ယူသွားတာတွေရှိတာ။မွေတွေလည်းအဲ့လိုဖမ်းသွားတာတွေရှိ။အဲ့တော့ဒီမဟာသတိဒီမဟာသမယတုတ်ထဲမှာပါရာကိုကပဲနော်ဒီလိုငကားနဲ့လင်းယုံငကားနဲ့ဂလုံးဆိုတာမွေနဲ့လင်းယုံကိုပဲဆိုတယ်ဆိုတာအမှန်တမ်းတော့ထင်ရှားထင်ရှားတယ် ဧရကပတ္တနဂါမင်းအကြောင်းရေးတဲ့အခါမှာနော်ဧရကပတ္တနဂါမင်းဟာသူကခင်ဗျာမြစ်ထဲမှာဖြစ်တဲ့နဂါပဲ၊မွေကြီးပဲ။သူဟာပပင်းရှိတယ်။အဲ့ဒီနဂါကြီးကပုံစံအမျိုးမျိုးနဲ့ဖန်တီးပြီးတော့နေနိုင်တယ်။ဒီကနေ့ခေတ်လည်းမြေကြီးအောင်မှာမွေကြီးတွေရှိတယ်ဆိုတာထင်ရှားတယ်ပေါ့။မွေရှိတယ်၊မွေကြီးတွေဟာယရနာတွေကိုယူထားပြီးတော့ ပိုင်ဆိုင်မှုတွေပြုကြအဲ့ဒါကြောင့်မို့နဂါးဆိုဒီမှာမွေဟောက်တခြားနမွေတွေလည်းပါကြပါမှာမို့မွေဟောက်ကလုံးဆိုဒီမှာလင်းယုံအဲ့ဒါလိုနေကြတာ